ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ကျောင်းသားကျောင်းသူလူငယ်1600ကျော်တို့ကိုရေကျောင်းနဲ့လေကျောင်းလူငယ်အခြေခံသင်တန်းများနဲ့တမ်းမြင့်သင်တန်းများကိုဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိတဲ့သတင်းဖြစ်ပါတယ်။တက်မတော်ရှင်နဲ့တက်မတော်လေတို့ကဖွင့်လင်းသင်ကြားပေးလျက်ရှိသောအခြေခံရေကျောင်းနဲ့လေကျောင်းလူငယ်အခြေခံသင်တန်းနဲ့တမ်းမြင့်သင်တန်းဖွင့်ပွဲများကိုဧပြီ22ရက်တွင်သက်ဆိုင်ရာမြို့နယ်အသီးသီးရှိသင်တန်းစခန်းများမှာတပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ပြီးလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရပါတယ်။ ။ကျောင်းသားကျောင်းသူမျိုးဆက်သည်လူငယ်မောင်မယ်များကိုနှွေရသည်ကြောင့်ပရဲကာလအတွင်းအသိပညာများဖွံ့ဖြိုးတိုးတက်စေရန်အားလျက်များအကျိုးရှိစေရန်မိမိဝါသနာပါရီပညာရည်များကိုလေ့လာစေဖို့နိုင်စေရန်နှင့်နိုင်ငံတော်အတွက်ရေချောင်းပညာ၊လေချောင်းပညာကျွမ်းကျင်သောအနာဂတ်မျိုးဆက်သည်လူငယ်များပေါ်ထွန်းလာစေရန်ယူရပြီးအဆိုပါရေချောင်းနှင့်လေချောင်းလူငယ်အခြေခံနှင့်တိုင်းမြင့်တဲ့များကိုဖွင့်လှစ်တင်ကြပေးနေခြင်းဖြစ်တယ်လို့သိရပါရဲ့ရှင်။